မင်္ဂလာပါရှင်မြမနမေရာတော့တထားခင်ဖြစ်ပါတယ်မြမ Miss Universe မြန်မာ2025ပွဲကြီးမှာနေပြီးတော့ကုစားပြုအနေနဲ့ဝင်ရောက်ရှိတိုင်းနေရဖြစ်ပါတယ်အာမြမကအရင်တော့ကလည်းဒီအလားအလားမယ်လောကမှာပြိုင်ပွဲတွေအများကြီးတိုင်ခဲ့ပြီးပြီဆိုတော့မြမမှာလည်းလက်ရှိလုပ်ဆောင်နေတဲ့ project လူမှုအကျိုးပြု project လေးရှိရဲအဲ့ဒါလေးကိုလည်းမြမနောက်ဆုံးအနေနဲ့ဒီ Universe မြင့်ထက်မှာလူကြီးမှုရှိရှိနဲ့ချပြခြင်းနဲ့စိတ်ပေးရဲကိုယ့်ရဲ့လုံနိုင်စွမ်းဒီဘလောက်ကျယ်ပြန့်နိုင်လဲဆိုတဲ့အယူအဆကိုလည်းကိုယ့်ကိုယ်သိမြင်ခြင်းနဲ့အတွက်ရှက်ပြန်ဖြစ်တာဖြစ်ပါတယ် အဲညီမရဲ့ရည်မှန်းချက်ကတော့ကိုတက်နိုင်တဲ့အစွမ်းနဲ့ကိုရဲ့ပတ်ဝန်းကျင်ကိုရဲ့မိသားစုကိုအကောင်းဆုံးအဲကိုဖြည့်ဆည်းပေးနိုင်တဲ့အနည်းဆုံးပေါ့နော်ကိုဘာမှလုံးမပေးနိုင်တော့မှကိုရဲ့အပျော်ကိုရဲ့အချီးတက်တွေပေးနိုင်ဖို့ကညီမရဲ့ရည်ရည်မှန်းချက်ဖြစ်ပါတယ်ညီမရဲ့အိမ်မက်ကတော့ညီမဖြစ်ချင်တဲ့ပုံစံအတိုင်းညီမကိုယ်တိုင်လိုလိုလလရှင်းတန်ခွင့်ရဖို့နဲ့ညီမရဲ့အိမ်မက်တွေအတိုင်းကိုလိုလိုလလအဲရှောင်းလန်းခွင့်ရဖို့ကညီမရဲ့အိမ်မက်ဖြစ်ပါတယ်အဲ့ဒီအိမ်မက်အကြောင်းမို့လို့လည်းညီမဒီ Miss Universe မြန်မာကိုရောက်နေတာဖြစ်ပါတယ်ကိုကိုဘလောက်ထိယုံကြည်မှုရှိလဲဆိုရင်ညီမက ဒီနေ့အတွက်အများတန်းဒီနေ့အတွက်ရှင်သန်နေပေါ့နော်ဒီနေ့အတွက်ကိုအိယာဝင်တဲ့အချိန်ကိုအိယာထားတဲ့အချိန်မှာကိုကိုကိုအပြုံးနဲ့အိနိုင်နဲ့အပြုံးနဲ့ထားနိုင်တယ်အဲအဲ့ဒီအတွက်ညီမညီမရဲ့ယုံကြည်မှုကိုအဲ့ဒါနဲ့အများတန်းတိုင်းတာဖြစ်ပါတယ်ဟုတ်အဲညီမတို့ miss ဆိုရဲအဲ စကလုံးရဲ့နောက်ကွယ်မှာဒါ beauty queen ပေါ့နော် beauty queen ဆိုတာ queen ဆိုတာကအဲညီမတို့ခေါင်းပေါ်မှာတရဖူရောက်လာပြီဆိုရင်ကိုယ်ထက်နှင်းကြတဲ့သူပဲဖြစ်ဖြစ်ကိုယ်ထက်မြင့်တဲ့သူပဲဖြစ်ဖြစ်ညီမတို့ကလာရုံကြီးတွေလူမှုအကျိုးပြုရမယ်လူတွေကိုကူညီပေးရမယ်တောင်းပန်တစ်ခုရှိလာပြီပေါ့နော်ခုနပြောခဲ့လို့ရညီမရဲ့ညီမချက်ကကိုယ့်ရဲ့မိသားစုကိုယ့်ရဲ့ပတ်ဝန်းကျင်ကိုကိုယ်ကြောင့်အဆင်ပြေစေခြင်းနဲ့ကူညီခြင်းနဲ့ဒီရဲ့ behavior တွေက queen တယောက်ရဲ့ behavior တွေနဲ့ကိုက်ညီရဲ့လို့ညီမခံစားရတဲ့အတွက်ညီမ Mr. ရောက်ဖြစ်ချင်တာဖြစ်ပါတယ်ဟုတ် အမင်္ဂလာပါဒီ Miss Universe မြန်မာတိုင်ပွဲကြီးက20နှစ်တိုင်းအတိုင်းတိုင်းဝင်းဝန်းမြန်မြန်ဆိုင်ဆိုင်နဲ့အားလုံးအားပေးနေကြတာကိုလည်းအသိရပါတယ်ဆိုတော့ဒီနှစ်မှာလည်းအကောင်းဆုံးအဒီအလမယ်တိုင်းဟာကြိုးစားရှင်ပြိုင်နေကြတာဖြစ်ပါတယ်ဆိုတော့ညီမကိုယ်တိုင်ကလည်းအဒီနှစ်တိုင်းနှစ်တိုင်းပေါ့နော်မတူညီတဲ့ပြောင်းလဲမှုတွေနဲ့အကောင်းဆုံးခြားပြဖို့ပြင်ပြင်ဆင်ရဖြစ်တဲ့အတွက်ညီမတို့လည်းဒီနေပြည်တော်ကုစားပြုလေဖူပေးနိုင်ပါတယ်ရှင်ကျေးဇူးတင်ပါတယ်